very disappointed because Elon knew the inner workings of this bill better than almost anybody sitting here, better than you people. He knew everything about it. He had no problem with it. All of a sudden, he had a problem, and he only developed the problem when he found out that we're going to have to cut the EV mandate because that's billions and billions of dollars, and it really is unfair. We want to have cars of all types electric, we want to have electric, but we want to have a gasoline uh, combustion. Okay, go on, go on. ကျွန်တော်တို့မတ်လာတော့မှပြောလိုက်တာရှိသေးတယ်ဟလာဒီ Trump Donald Trump နဲ့အဲ Elon Musk နဲ့နှစ်ယောက် White House မှာအင်ဂျူရောအယောင်ညင့်တင်ကြီးကားပြပွဲပေါ့ဟလာ Tesla Tesla အိမ်မှာနှစ်ယောက်တွဲလာတဲ့တိတ်မကြဘူးအခုတော့ဇကောင်းကွဲကြပြီဟလာနှစ်ယောက် online ပေါ်မှာရန်ဖြစ်ကြတာပေါ့ဆိုတော့ Trump ကလည်း အဲ Elon Musk မွေးစည်းဝါးသုံးတဲ့ဥစ္စာတွေကိုပြန်ပြောတယ်လို့မျိုး Elon Musk ရဲ့ဘက်ကလည်း Trump ကိုအဲ့လိုမျိုးဟိုဒိန်ကုံကူးတဲ့အမှုကိစ္စအဲဘာကြောင့်မထုတ်ပြန်သေးရလဲအ John အဲ Jeffrey Epstein ဟလာသူသူသူအမှုရွဲကိုဘာကြောင့်မထုတ်ပြန်သေးတာလဲဆိုပြီးအောက်ဖဲတွေလှန်ပြီးတော့အဲအပြန်လှန်ပြောကြတာကြီးကျွန်တော်တို့တွေ့နေရတဲ့ခါမှကြတော့ဒီ Elon Musk နဲ့ Trump နှစ်ခုတည်းအဲ့လိုမျိုးဖြစ်ခဲ့တဲ့ယင်းနှီးမှုဆက်ဆံရေးဟာက ခုတော့ပြိုပြက်သွားပြီတို့ပြောရမှာပေါ့နော်ထူးဆန်းတော့မဟုတ်ဘူးဆိုတော့ဒါကဘာမှာ the most powerful president အာတကယ်စကြဝဠာမင်းလို့တော့တင်စားခံရတယ် American president တယောက် American president နေရှိအဲ့ဒီထဲမှာ Trump ကတော့တကယ်သူလည်းတကယ် powerful ဖြစ်တဲ့ president တယောက်ပေါ့ now တကယ်သူကလည်း billionaire ဖြစ်တယ်တဖက်မှာလည်းတကယ်ဟိုသူတော်တော်ပေါ်ပြီးချမ်းသာတဲ့ကဘာမှာချမ်းသာဆုံးလို့ပြောလို့ရတယ် Elon Musk ရှိတယ် တို့နေ့မှာဘာတူလဲဆိုတော့တူတာတွေအများကြီးပဲတဲ့အဲ့ဒီမှာအတ္တအရန်ကြည့်ကြတယ်ညောင်ဆလုံးကတို့ရဲ့ self interest တွေတို့ရဲ့အချိုးစည်းပွားတွေကလည်းအရန်ကြည့်တယ်တို့နှစ်ယောက်ဘယ်ဥပုံဘယ်ဥပုံအခန်းမှာ over office မှာပေါ့နော် over office ရာတကယ်တော့ trump တက်လာတဲ့အချိန်နဲ့စပြီးလာလင်တဲ့ဂုံချက်တွေရှိတဲ့ဟာလာနိုင်ငံခေါင်းဆောင်တွေပြန်ကြည့်မယ်သူဇယ်လင်စကီတို့ပြီးတော့တောင်အာဖရိကသမ္မတတို့အခုနောက်ဆုံးဖြစ်ခဲ့တာတော့ german chancellor ရောက်နေတဲ့အချိန်မှာ over office ကြီးသူ့ရဲ့လက်ထက်မှာတကယ်ကိုပြောင်းလဲသွားတယ်ဧည့်သည်ဂုံတွေတွေကိုအခံပြီးတော့တကယ် live show လုပ်ပြီးတော့ real time လုပ်ပြီးတော့ဟလာကြီးကျူးကွန်ပျူတာတွေပါသလို insult လုပ်တာတွေစော်ကားတာတွေ bully လုပ်တာတွေအနိုင်ကျင့်တာတွေလေကျွန်တော်တို့လုပ်ငန်းထဲ၃လောက်တည်းမှာတွေ့ခဲ့ပြီးသားဖြစ်တယ်ဒါပေမဲ့နောက်ဆုံးပိတ်အခု over office ရဲ့ drama မှာတော့အဲ့ဒါတော့ Elon Musk နဲ့ Trump နဲ့အားပေါ်တော့ဆိုတော့ခုနကကျွန်တော်ပြောနေ even crazy တို့ who was wearing thing တို့ပြီးတော့အာ black eye တို့ငါ black eye ကို Elon Musk ကအဲ့ဒီ Elon Musk ကအဲ့ဒီမှာ black eye ဖြစ်နေတယ်ဒီမှာပေါ်နေအာငါကိုယ်ကိုနေရအဲ့သူရဲ့ဒါလေးက punch လုပ်တယ်လို့ပြောတော့ပေါ့ဒါတွေကတကယ်ကိုဒီ drama နောက်ဆုံးပဲ climax ကိုမရောက်ခင်မှာလုပ်ငန်းတစ်ဘက်ကတည်းကဟိုအခြေအနေတွေကနှစ်ဖက်ကြားထဲမှာရှိတယ်ခုနကပြောတန်ရုံးစင်ပေါ့ သူတို့ရဲ့ honeymoon ပေါ့ Elon Musk နဲ့ဒီ Trump ရဲ့ honeymoon ကမကြောက်ဘူးဆိုပြီးတော့ပြောခဲ့ကြတာရှိတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းပြောခဲ့ဘူးလို့ထင်တယ်တန်တမန်နေနဲ့စကားပြောကြညာဒါဒါတွေကသူတို့ကဘယ်လောက်ကြာမှာလဲဆိုကျွန်တော်တို့ထင်ရတဲ့တော့ဆုံးနေသေးတယ်ဆိုတော့အခုဆိုရင်အခုဆိုရင်လာ Trump ကပြောခဲ့တယ်အရင်လိုစိတ်ကိုပြက်နေပြီဆိုရဲဟာမျိုးပြောတယ်နောက်ပြီးတော့ခုနကကိုကောင်းဆိုစာချုပ်တွေဖြတ်မယ်ဆိုတာပြောတယ်ဟမ်ဟုတ်တယ်အချိန်မြင့်လာတယ်မြတ်ဟလာပြီးတော့ Elon ကိုသူကကူညီခဲ့တယ်ဆိုတာပါတယ်အဲ့တော့ Elon Musk ကပြောလဲဆိုတော့ ကျွန်တော်သာမကူခဲ့ဘူးဆိုရင်ရွေးကောက်ပွဲတော့သူမနိုင်နိုင်လို့ပြောခဲ့တယ်။ရွေးကောက်ပွဲတုန်းကလည်း तू ဟိုတန်း200ကျော်300လီးပါလောက်ဟုတ်လားတန်း300ကျော်ကူခဲ့တာဟုတ်။အဲ့ဒါအီလွန်ကပြန်ပြောတာ ingratitude ကျေးဇူးကန်တယ်ကျေးဇူးမဲ့တယ်ဆိုပြီးတော့သူပြန်ပြောတယ်။တချို့ပြန်လက်ဆက်ရှင်မြင်လာတာပေါ့နော်။ဆိုအဲ့ဒါမျိုးကျွန်တော်တွေ့ရတယ်။အပြီးတော့ဒါအပြင်ဟလာ impeach လုပ်မယ်ဆိုတဲ့ဟာဒီပါလာတယ်။ပြီးတော့ JD Vance နဲ့ vice president JD Vance နဲ့အစားထိုးရမယ်ဆိုတဲ့မျိုးပြောလာတာဒီ လုတ်ခဲ့တာကျွန်တော်တွေ့ရတယ်ဇက်စင်အញ្ញမြင့်လာတယ်ပြောလို့ရပါတယ်ဒီကြားထဲမှာဒီဟွာကလည်းဟိုအမကပေါ့ဗျာအဲ့ make america great again ဟာလာဒီအုတ်ကလေခုနကအရေးပါတာကိုဒီအုတ်ထဲမှာခုနကဩလာရှိတဲ့စတီဗန်နွန်ဆိုတဲ့ပုဂ္ဂိုလ်ကပါဝင်ပါလာပြီးတော့ဟာလာထရမ့်ဘက်ကရက်လိုက်ပြီးတော့ဒီအီလိုမတ်စ်ကို တောင်အာဖရိကပြန်ပို့ဆိုပြီးတော့မှပြောလာတဲ့အခြေအနေဖြစ်လာတာ哦အပြောရမယ်ဆိုလို့ရှိရင်ကောင်စိုးကဟဲ့လားသူတို့နှစ်ယောက်ကြားမှာအဲ့လိုမျိုးမတက်အဲ့လိုမျိုးပေါ့မတဲ့တဲ့အရေးအယောင်လေးတွေစပြီးတော့ပြလာတာတော့ပြောရမယ်ဆိုလို့ရှိရင်ဒီ Elon Musk White House မှာ DOG လို့ခေါ်တဲ့ဒီရဟိုဌာနကိုကူးဆောင်ခိုင်း government government ကို efficient ပြောင်းလုပ်ရတဲ့ကိစ္စပေါ့နော်ဟုတ်ကဲ့အဲ့တော့ Elon Musk ကို မြန်မာပြည်သူတွေရော မြန်မာပြည်သူတွေရောအမေရိကန်မှာနေတဲ့မြန်မာပြည်သူတွေရောအကုန်လုံးမစိမ့်ကြအောင်မစိမ့်ရအကြောင်းရင်းကလည်း Trump တက်လာတဲ့အချိန်နဲ့စပြီး Elon Musk ရဲ့ DOGE ကနေ Dodge ကနေပြီးတော့ budget cut တွေလုပ်တယ်။ဒါကြောင့်မလဲ USA USAID ပုံမှာမိတ္တီနေရတဲ့မြန်မာဒုက္ခသည်တွေမြန်မာ scholarship ရထားမဲ့ရမဲ့ចောင်းသားចောင်းသူတွေအကုန်လုံးသူတို့ အနာဂတ်မဲ့ကုန်တာတွေရှိတယ်သူသူတို့အကူအညီတွေများခဲ့တော့ဘူးပေါ့နော်တစ်ချိန်တည်းမှာပဲ view ရော RFA ကိုလည်းဖြတ်ခံထိတာဟုတ်ပြီဖြတ်ခံထိတယ်ဆိုတော့ Elon Musk ရဲ့ DOG ရဲ့လက်တံပြောင်ချက်တွေကိုမြန်မာဒုက္ခသည်တွေရောမြန်မာဒီမိုကရေစီလှုပ်ရှားနေတဲ့သူတွေရောခံခဲ့ရရှိတယ် Trump ကိုယ်တိုင်လည်းမကြသေးခင်ရပဲဟလာဒီ visa ပိတ်တဲ့နိုင်ငံ the travel ban လုပ်တဲ့နိုင်ငံပေါင်း၁၂နိုင်ငံမှာမြန်မာနိုင်ငံကိုထည့်ထားတယ်တွေ့ရတယ်ဟုတ်လားအရှင်းအောင်အရှာနိုင်ငံတွေမှာမြန်မာတနိုင်ငံ banish လုပ်ခံရတဲ့ပုံစံမျိုး ပြစ်ဒဏ်ပေးခံရတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းအခုကျွန်တော်ကျွန်တော်ပြောချင်တာပါလဲဆိုတော့ Trump နဲ့ဒီ Elon Musk ကိုပြည်တွင်းပြည်ပမှာရှိတဲ့မြန်မာပြည်သူတွေမစိမ့်ပါဘူးလို့ကျွန်တော်ပြောတာပါဟုတ်ကဲ့အမြင်တွေလည်းမျိုးမျိုးရှိပါတယ်ဟုတ်ကောဆိုပြောသလိုမျိုး DOG ကြောင်းခုနကဒီလူကြိုက်နဲတာပေါ့ဟာလာဒီ Elon Musk ကိုအဒီ OG ကြောင့်တခုတည်းတည်းမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့သိရတော့လို့ဆိုလို့ရှင်ဟာလာဒီကက်ဘိနက်ထဲမှာလည်းစကားများရတယ်အဲနိုင်ငံသားရေးဝန်ကြီး ရူဘီယိုနဲ့ဆိုရင်အဲ့လိုမျိုးဟိုစကားများတဲ့တရင်တွေကျွန်တော်တို့ကြားရတယ်ဟုတ်လားနောက်ပြီးတော့ white house မှာလည်းအဲနာမည်မရဘူးဟို white house step တွေနဲ့လည်းအဲ့လိုမျိုးမတည့်ဘူးလို့အဲ Elon Musk ကမတည့်ဘူးဆိုပြီးတော့ကျွန်တော်သိရတာပေါ့အဒါပြင်ဒါနောက်ဆုံးအဲ့လိုမျိုးကျွန်တော်တို့အဲ့လိုမျိုးဟိုတိရတဲ့ဥစ္စာဆိုလို့ရှိရင်ဟာလာ New York Times သတင်းစာကရေးတဲ့ဥစ္စာ Elon Musk ကဟာလာမွေးစေးဝါးကြီးဆွဲနေတယ်ဟာလာကတ်တမင်းကြီးတုံးနေတယ်ဆိုပြီးတော့ အရေးတဲ့ဥစ္စာပေါ့ဒါကျွန်တော်တို့ public လူအများသိတဲ့အဲသူတို့နှစ်ဦးကြားမှာ ဖြစ်နေတဲ့အပြဿနာလေးတွေပေါ့ဒါပေမဲ့လူမသိတဲ့ခုနကအဲနှစ်ဦးနှစ်ဖက်ကြားအဖုအစ်တတွေကဘာတွေများ ရှိအောင်မယ်လို့ကိုယ်ဆိုတိထားတာရှိလဲဗျမီဒီယာတက်ရေးတာပေါ့အဲ Elon Musk ကသူ့ရဲ့ X ကနေပြီးတော့ tweet လုပ်ပြီးတော့တုံ့ပြန်နေတာတွေပေါ့ဇက်ရှင်ကမြင်လာတာပေါ့ အဲမီဒီယာတွေရေးတာကတော့ဟာလာအကယ်တကယ်ဟိုနျူကလ িয়ার ဘုံးခွဲသလိုမျိုးပေါ့နှစ်ယောက်ကြားထဲမှာဆိုတော့နယူးယောက်တိုင်းပါဝင် CNN ပါဝင်ဒါအမေရိကမှာရှိတဲ့မီဒီယာတွေရောတယ်လီဗီရှင်းနက်ဝက်တွေရောဒီနိုင်ငံတကာနက်ဝက်တွေရောဒီအကြောင်းကိုဒါမှမဟုတ် political political joke လုပ်တဲ့ political committee ဒီအဆောက်ဟလာဒါတို့တို့တကယ်ဇလန်းကြီးပွဲကြီးပွဲကောင်းဖြစ်သွားတာဝိုင်းပြီးတော့နှက်ကြတို့တို့အချိန်ကောင်းအောင်စောင့်နေတာ ဘယ်တော့ဖြစ်မလဲဘယ်တော့ဖြစ်မလဲဘယ်တော့ဖြစ်မလဲဘာကြောင့်လဲဆိုတော့ဟိုးလွန်ခဲ့တဲ့3 4 5လတည်းကအဲလွန်မတ်စ်က election မှာဝင်ပြီးတော့ဒိုင်မွေးလုတ်ပြတဲ့အချိန်ဒိုင်မွေးလုတ်ပြတဲ့အချိန်ဒီပေါ့နော်အဲ့ဒီအချိန်နေတဲ့ဟိုကဝေဝံနေကြပြီဒါပေမဲ့အဲ့အချိန်မှာတည်းကဒါလောက်အတ္တကြီးတဲ့နှစ်ယောက်ပေါင်းပြီးဖို့ခက်တယ်ကွဲမှာပဲဆိုတော့တချို့နိုင်ငံရေးသူတွေဒီချို့ကအမေရိကန်မှာကြိုပြီးတော့ဟော့ကင်းထုတ်ခဲ့ပြီးသားဖြစ်တယ်ဆိုတော့အခုဒီတော့ဟော့ကင်းရအမှန်ခဲ့တယ်ပေါ့ သူတို့နှစ်ယောက်တန်ရောစဉ်သူတို့နှစ်ယောက်ကအချစ်သူတို့နှစ်ယောက်ကအချစ်ဇလန်ပေါ့ divorce ပေါ့သူတို့နှစ်ယောက်ကကွဲပြီပေါ့အဲ့ဒါနဲ့နေသတင်းစာတွေရေးကြတာပေါ့အဲ့တော့ပြန်ကြည့်မယ်ဆိုရင်လည်းခုနကဂန်ဒမင်းသုံးနာတို့ Jeffrey Jeffrey Epstein ဟလာလင်ကိန်းစားနဲ့ဆက်ဆက်ခံပြီးတော့အဲ့လာ America မှာရှိတဲ့နာမည်ကြီးနိုင်ငံရေးသမားတွေ billionaire တွေနဲ့ပတ်သက်တဲ့သူပေါ့နောက်ဆုံးသူကလည်းထောင်ထဲမှာပဲသူ့ကိုယ်သူတက်တည်ပြီးတော့တက်တည်သွားတယ်လို့ သိရတယ်ပေါ့နော်ဆိုတော့ဒီဒီလူဒီလူဒီလူရဲ့ file ထဲမှာအာလား Trump ပါတယ်ဆိုပြီးတော့ Elon Musk ကဆွဆွဲတာတွေပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့သူကတုံးုံနဲ့နစ်ပြန် short လာတာကျွန်တော်တွေ့ရတယ်အဲ့ကြောင့်တို့ကြားထဲမှာဒီ peace ပေါ့ cease fire ပေါ့ truce ပေါ့ဝင်ပြီးတော့ညှိပေးတဲ့သူတွေလည်းရှိတာကျွန်တော်တွေ့ရတယ်ပေါ့ဒါပေမဲ့အဖြစ်အပျက်ကိုလိုက်ပြီးကြည့်တဲ့အခါမှာတော့ New York တိုင်းကိုဖက်တဲ့အခါမှာတော့ဟလာဒီ big beautiful bill အဲ့ bill ကိစ္စကို ဘတ်ဂျက်ကိစ္စကို तू မသိရဘူးဆိုတဲ့ကိစ္စ။နောက် तू ရအကျိုးစီးပွားဖြစ်တဲ့ NASA အဲ तू ပိုင်တဲ့ကုမ္ပဏီပေါ့လား Tesla လည်းရှိတယ် Tesla လည်းရှိတယ် Ace Space X လည်းရှိတယ်ပြီးတော့ Boring လည်းရှိတယ်ဟလာအဲ့တော့အဲ့ဒီကုမ္ပဏီတွေနဲ့ပတ်သက်လာရင် तू ရမယ်ဟလာသူ့လူကို तू တင်ဖို့အဲ့ဒီကုမ္ပဏီတွေမှာ NASA မှာသူ့လူ तू တင်ဖို့ရှိတယ်။သူ့နာမည်ကကျွန်တော်ထင်တာ Jared Axelmanton ဟလာ Jared Axelmanton ਨੇ သူသူ့ကိုနောက်ဆုံးပိတ် last minute မှာသူ့နာမည်မှာပါတဲ့ကိစ္စ။ အဲ့ဒါကဒီခန္ဓာကြီးမှုခံဖို့ကိုနာဆိုင်ဌာနကြီးမှုခံသူလည်းဘီလီယံတာပါပဲဒါပေမဲ့သူ့ကိုခံမြင်ဒါသူ့ဒါဒါဒါမတ်စ်ကခံစီအဲအီလွန်မတ်စ်ကခံစီနေတာဒါပေမဲ့ထရမ့်ကမရွေးခဲ့တော့ဆိုတော့ရသူတို့အထက်မှာဝိုက်ဟောက်စ်မှာဟိုကခုနမကိုရူဘီယိုနဲ့ဖြစ်တဲ့ကိစ္စရလုံငယ်နှစ်နှစ်နှစ်လလုံငယ်တဲ့နှစ်လ၃လသူတို့ချင်း confrontation fight ဖိုက်ခဲ့ကြတဲ့ကိစ္စတွေဒါတွေကဖြည်းဖြည်းနဲ့လောင်ကျွမ်းလာတယ် မိစားတော့လောင်ကျွမ်းလာတယ်ပြောလို့ရတယ်။ဆယ်လာတယ်ပြောလို့ရတယ်ပေါ့။အထက်ပောက်ကွဲတယ်ပေါ့။အဲ့တော့ Trump ဘီနာမန်နေတဲ့သူတွေကခုန Street Band လုံးလူတွေကဝင်ပြီးတော့ attack လုပ်တာကျွန်တော်တွေ့။အမှန်တော့တကယ်ပွဲကြီးပွဲကောင်တစ်ခုတွေ့ရတာပေါ့။ So ဒီကကတော့ဒီ letter law ဖြစ်တဲ့ဒီ trigger ကတော့ခုန NASA မှာသူ့လိုမထည့်လို့လားဆိုပေါ့။အဲ့ဒါမျိုးကိုမြို့တိုင်းသတင်းစာကတော့ရေးလာမျိုးကျွန်တော်တွေ့ရတယ်။ပြန်ကြည့်မယ်ဆိုမဖြစ်ခင်အထိအာမဖြစ်ခင်အထိ Elon Musk က the Trump ရဲ့ ိမ်ပြီးတော့ရဲ့လေမြန်စီးပြီးခီးသွားနေတော့အဲဒါအစိုးရလေမြန်နဲ့ခီးသွားနေတော့ဟုတ်တယ်မလားပကြာသေးခင်ကပင်လယ်ကွေ့နိုင်ငံတွေသွားတဲ့အခါမှာအထရမ်ကတကယ် VIP ဧည့်သည်တော်ဖြစ်နေသွားခွင့်ရတယ်အာ Air Force CB သွားခွင့်ရ Air Force 1ကို CB Trump နဲ့တူသွားခွင့်ရတယ်ထိုင်တဲ့ခါကျမှတော့လေဟာလာ sorry Arabia မင်းသားတွေရဲ့ဘေးမှာထိုင်ရထိုင်ခွင့်ရတယ်ဆိုတော့တကယ်ကိုနေရာကြီးတစ်ခုကိုသူ့ကိုပေးထားသူ့ကိုတကယ်အရေးကြီးတဲ့နေရာတစ်ခုကို Trump ကပေးထားလို့ပြောလို့ရတယ်အဲအဲ့ဒါကြောင့်လဲ Trump က Elon Musk ကိုအများကြီးကူညီခဲ့တယ်ဆိုပြီးတော့ပြောခဲ့တာပေါ့နော်ဗရမန် American media တွေမှာသုံးသက်သူတွေကြည့်မယ်ဆိုရင်တော့ Trump လို့စီးပွားရေးသမားတယောက်မှာမိတ်ဆွေအစ်စ်ဆိုတာမရှိဘူးသူကသူမြောက်အတုံးချခဲ့တာကြီးပဲဟလာဆိုတော့တကယ်လေ ego အတအလွန်ကြီးတဲ့သူတယောက်ဖြစ်တယ်ဆိုပြီးတော့ရေးခဲ့ကြတယ်သုံးသက်ကြတော့ကျွန်တော်တွေ့ရတယ်အဲ့တော့ Elon Musk ကလည်းသူကနောက်ဆုံးပိတ်ရတဲ့အကြီးဆုံး တားကောင်းမယ်ဟုတ်လားအဲ့တော့သူ့ကိုပဲ for gain ဖြစ်နေတုံးချသလားဆိုပြီးတော့ American media တွေမှာတုံးသက်တာမျိုးလည်းရှိတာကျွန်တော်တို့တွေ့ရတယ်အဲ့တော့မမနော Trump ကဘာလို့မဆိုသူကအတုံးချကြတာသူရဲ့စာအုပ်တွေကိုဖတ်မယ်ဆိုသူအကြောင်းရေးထားတဲ့စာအုပ်တွေဖတ်မယ်ဆိုအဲ့လိုကြီးပဲအဲ့လိုကြီးပဲကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ဒါသူအတုံးချကန်တော့ဆုံးပြောက်အတုံးချကန်တော့ဆုံးတားကောင်တယောက်လို့လည်းပြောကြတယ်မျိုးကျွန်တော်တွေ့ရတာပေါ့နော်ဒါမှရန်ပွဲကကိုအောင်ဆိုခုနကပြောတယ်လို့မျိုးပဲဒီ ကဘာပေါ်မှာအာနာရှိဆုံးတမရနဲ့ကဘာပေါ်မှာအချမ်းသာဆုံးသူနဲ့ဖြစ်တဲ့ရံပွဲကိုဆိုတော့သူတို့နှစ်ယောက်စလုံးမှာလဲခုနကသူနောက်လိုက်နေသူဟာလာဒီ Republican အမှဆိုလို့ရှိရင် အော်ဒါရှိတယ်လူနောက်လိုက်တွေရှိတယ်ထောက်ခံသူတွေကြားထဲမှာလဲအဲသူထောက်ခံသူနဲ့သူထောက်ခံသူနဲတဲ့အဲ့လိုမျိုးဟိုနောက်လိုက်တွေမဟုတ်ဘူးဆိုတော့အဲဒီသူတို့နှစ်ယောက်အကွဲပြဲကြောင်းပေါ့နော်အဲ အီလွန်မတ်စ်ကပြောထားတာလည်းရှိတယ်။ "तू မပါလို့ရှိလို့ရှိရင်ဟာလာဒီလာမဲ့မစ်တမ်းမှာ Republican တွေရှုံးမယ်ဟာလာဒီ Democrat တွေနိုင်မယ်ဆိုပြီးတော့ဗာချိန်ကြောက်ထားတဲ့အခါမှာကြာတော့ဆိုတော့သူတို့အကွဲပြဲက Republican Party ဂျားထဲမှာဟောစိုးရိမ်မှုဘလောက်ရှိတယ်လို့အာကိုအောင်ဆိုတော့တုံးတက်တိုင်းစိုးရိမ်မှုရှိတာဗောလေစိုးရိမ်မှုရှိလို့လဲဒီအကျိုးစီးပွားအထိကိမှာဖြစ်တဲ့အတွက်ကြောင့်လဲ တို့ရဲ့အကျိုးစီးပွားတွေပြီးတို့ရဲ့နိုင်ငံရေးရအကျိုးစီးပွားတွေပေါ့ဟလာဆိုတော့ဒါကြောင့်လည်းပြန်ပြီးတော့ဘေးနားနေပြီးတော့စီးစားရရအောင် peace ဒီအောင်ဟလာ truth ဖြစ်အောင်ဟလာဝိုင်းပြီးတော့လှုပ်ပေးတယ်လှုပ်ပေးနေကြတဲ့သူတွေရှိတယ်ဟလာတို့ကွဲလို့မရဘူးပေါ့စားရမျိုးတွေဝင်ပြောင်းပေးနေတဲ့သူတွေရှိတယ် Elon Musk အနေနဲ့ကလည်းဟလာသူ့တဲ့သူ့တဲ့ရထားတဲ့သူ့ရဲ့ customer American ဆိုးရပဲလေ NASA ကိုကြည့်မယ်ဆိုမှဖြစ်ဖြစ်သူရဲ့ X SpaceX ကိုပဲကြည့်မယ်ဖြစ်ဖြစ် the billion နဲ့ကြည့်တဲ့ပတ်စံတွေရထားတာပဲဆိုတော့သူတို့နှစ်ယောက်အကျိုးစီးပွားရအရင်ကြည့်တယ်ဒါပေမဲ့ Trump ကပြောတာက American သမ္မတတယောက်အနေနဲ့သူပြောတာက Elon နဲ့လှုပ်ထားတဲ့ contract တွေကိုစာချုပ်တွေကိုဖြတ်ပစ်မယ်ဆိုတာမျိုးတွေသူကအဲ့လိုချင်းချောက်လာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့ဆိုတော့ဒါစိတ်ဝင်စားဖို့ကောင်းတယ်ဒါစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဒါတွေကခုနပြောခဲ့သလိုပဲ mid term ကို impact တွေရှိလာမယ်ဟဲ့လားဒီဘက်က opposition နဲ့ democrat ကရော media တွေရောဟဲ့လားဒါကိုစောင့်နေဒီဘက်ကိုစောင့်နေတာပေါ့နော်ဆိုတော့ဒီဘက်ကိုစောင့်နေဆိုတော့တို့ကလည်းဒီ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 ဟာကိုဒီအခွင့်အရေးကိုမရရအောင်အသုံးချပြီးတော့ဒီဟာကိုရေးချပြောကြ expose လောက်ကြအောင်ပဲသဘောလို့တော့ကျွန်တော်ကတော့အဲ့လိုတော့သုံးသပ်လို့ရပါတယ်ဟုတ်ကဲ့ကိုကောင်တို့ယေစုတင်ပါတယ်ဗျကျေးဇူးတင်ပါတယ်စိတ်ဝင်စားဖို့ကောင်းပါတယ်ဟုတ်ကဲ့စောင့်ကြည့်ကြတာပေါ့ဗျာစောင့်ကြည့်ရပါဘာလို့ဆက်ဖြစ်အောင်လဲ